ထိုင်းနိုင်ငံရဲ့ကြောက်စရာအကောင်းဆုံးစာတုံယူနစ်အဆောက်အုံထိုင်းနိုင်ငံဘန်ကောက်မြို့မှာတည်ရှိပြီးပိုင်ရှင်ကတော့ထိုင်းချမ်းသာဆုံးဖွံ့ဖြိုးရေးလုပ်ငန်းရှင်ရန်ဆန်ဖြစ်ပြီးဘန်ကောက်မြေကမ်းဘေးတွင်ရှိပြီးအမြင့်49ထက်နေအိမ်659ခုဟိုတယ်54ခန်းစတိုးဆိုင်69ခုပါဝင်တဲ့ခိမီမူးမြော်တိုက်ဖြစ်ပါတယ်အာရှငွေကြေးအကျပ်တဲဖြစ်ပေါ်တဲ့ကာလ1998ခုနှစ်မှာထိုင်းဘက်ငွေတန်ဖိုး90ရာခိုင်နှုန်းကျဆင်းခြင်းကြောင့်စီမံကိန်းကိုရပ်ဆိုင်းခဲ့ရပါတယ် ပိုင်ရှင်ဖြစ်သူရန်ဆန်၏အခြားစီမံကိန်းဆက်3ခုလုံးဒေဝါလီခံရပြီး1996ခုနှစ်တွင်ရန်ဆန်မှာစာတုံးမြစ်ထဲ၌ရေနစ်တည်ဆုံးခဲ့ရပါတယ်။တချို့ကတော့ကိုကိုကိုတက်တည်တာလို့အငင်းပွားခဲ့ကြပါတယ်။အဆောက်အုံတိဆောက်တဲ့မြေက19ရာစုနှစ်တုန်းကမမယဟန်တော်များဤတင်ချိုင်းဟောင်းအပေါ်တိဆောက်မိသဖြင့်ပိတုကာမှုနတ်ဖရာအမျက်တင်ပြီးချိန်စာမိနေတာလို့လဲသတင်းတွေကြားရပါတယ်။၂၀၀၂ခုနှစ်ပြန်တူးချိန်တွင်လူရိုးစုများတွေ့ရှိခဲ့ရပါတယ်။ 2009ခုနှစ်မှာတရားဝင်ပူးမှုဖြစ်ပြီးလူငယ်တစုအထက်မြင့်ပေါ်မှခုံချတည်ဆုံမှုဖြစ်ပွားခဲ့ပါတယ်။2014ခုနှစ်မှာဩစတြေးလျခရီးသွားဧည့်သည်ကအဆောက်အုံတွင်တပ်ပုံရိုက်ရင်ပြူကျဒဏ်ရာရမှုဖြစ်ခဲ့ပါတယ်။2020ခုနှစ်မှာထိုင်းရုတ်တန်ချမ်းလုံး3စီစဉ်တွင်ထိုးအဆောက်အုံမှအမျိုးသမီးတယောက်ဤငိုတန်ကိုဖမ်းမိခဲ့ပါတယ်။2023ခုနှစ်မှာထိုင်းဆိုးရကစားတူယူနှင့်အဆောက်အုံကိုတရားဝင်ပိတ်ပြီးဝင်ရောက်သူများအားထောင်နှံ6လမှအနည်း20ထိချမှတ်မယ်လို့ကြေညာခဲ့ပါတယ်။ လက်ရှိအခြေအနေတွင်အဆောက်အုံတွင်ပိုင်းမှာစားမျက်ရင်စိတ်ဝင်ပြီးတန်ချီတက်ပျက်စီးခြင်းများနဲ့မျိုးမျိုးစိတ်ဆက်နှမျိုးလိုချက်စားရနေရဖြစ်နေပါတယ်။သိပ်ပံအယူဆအရတော့ခဲစိတ်တင်းမှုကာပူမှုနောက်ဆိုင်မှုတက်ပျက်စီးများကြောင့်ပရိုတိန်းတက်ပြိုကွဲမှုကြောင့်စိတ်မှုမမှန်ခြင်းကြောက်လန့်ခြင်းများဖြစ်ပေါ်တယ်လို့ဆိုပါတယ်။2016ခုနှစ်မှာဖုံးတော်ကြီးများကပရိယူယူရေစင်ကျဲပွဲပြုလုပ်ခဲ့ပါတယ်။ဒေတာခန့်တွေကတော့ညစက်တနာရီတွင်အဆောက်အဦပတ်ပတ်လည်၌မိကိုများဝဲနေတယ်လို့ပြောကြပါတယ်။ လက်တွေ့တွင်ဤနေရာသည်အနည်းရရှိသောအပျက်စီးတစ်ခုသာဖြစ်ပြီးထိုင်းဆိုရာ၏ပြိပင်ချက်ကိုလေးစားရန်အရေးကြီးပါသည်